တင်ကအကစားကိုချစ်ပေမဲ့ဘဝမှာမအောင်မြင်ဘူးဖြစ်နေရင်ဘာလုပ်ရမလဲဥပမာလေးနဲ့အကြံပေးမယ်။လီယာတောမက်ဆိုတဲ့ဘဲကမူဇာကအမျိုးသားရေကူးပွဲတွေမှာကစားခဲ့ပေမဲ့အမြဲရှုံးခဲ့တယ်။အဲ့နောက်ဘာလုပ်တယ်ထင်လဲ။အမျိုးသမီးအဖြစ်ဖြတ်ဖောက်ချုပ်လုပ်လိုက်တယ်။အမျိုးသမီးရေကူးမှာဝင်ပြိုင်ပြီးစုတွေရှက်ပလန်နဲ့ရပါလားရော့။ရှင်တို့လည်းဘဝမှာကြားအဖြစ်နဲ့မအောင်မြင်ရင်စိတ်ဓာတ်မကြပါနဲ့။ဘုံကညတစ်ပါးလုံးယာပြားပြီးစူးစမ်းလိုက်ပါရှင်။ တခါတော့ကအီရန်အမျိုးသမီးမှာအမျိုးသားရှက်ရဝင်ကစားသွားလို့ FIFA အရေးယူလိုက်ရသေးတယ်နံပါတ်30ကြီးကိုကျွေးတာကွာလီဗာပူးဖန်တွေကပွဲမကန်တာကိုဘာလို့ပြောနေရလဲ FIFA ပွဲမကန်ရတော့ဘကူအသင်းရှုံးပွဲမရှိတော့လို့ပေါ့မိုင်းစံနိုင်ငံပွဲတွေပြီးသွားလို့ကလပ်တွေပြန်ကန်တော့မှမို့စောက်ရမ်းကျေနပ်နေတာလေ ငါတို့စိုက်ကားပွဲကတနင်္လာနေ့မှကြီးရမှာတယ်လား